ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းတမရကျွန်နဲ့ထရန့်ဟာယူကရိန်းအရေးနဲ့ပတ်သက်ရင်မူဝါဒတွေခဏခဏပြောင်းတက်သွားဒါပေမဲ့ထရန့်နဲ့ယူကရိန်းတမရဘောလုံးတီမဇလန်စကီရဲ့တွေ့ဆုံပွဲဟာဘလို့မှတန်တမန်ဆက်ဆံရေးပုံစံမျိုးမဟုတ်ခဲ့ပါဘူးဒိနေရာဆိုရင်နှစ်ယောက်သားအော်ဟစ်ညင်းကုန်ခဲ့ကြတယ်နဲ့ထရန့်ကဇလန်စကီဘာပြောခဲ့တယ်လဲဆိုတော့မင်းသားပူတင်ရဲ့တမန်ချက်အတိုင်းစစ်ပွဲကိုအဆုံးမသတ်ရင်ပူတင်ကမင်းတို့နိုင်ငံကိုဖျက်ဆီးပစ်လိမ့်မယ်လို့ချင်းချောက်တယ်လို့စကားမျိုးပြောခဲ့တယ်လို့ဆိုပါရင်အဆိုးဆုံးကတော့ယူကရိန်းဘက်ကစစ်မြေပြင်အခြေအနေကိုပြသတဲ့မျိုးပုံတွေဖျန်းချတဲ့အခါမှာထရန့်ကစိတ်မရှိတော့ဘဲအဲ့ဒီမျိုးပုံတွေကိုဘေးကိုပြစ်ထုတ်လိုက်ပြီး ဒီလောက်ဆိုရင်တော်ပြီးတော့ပြောလိုက်တယ်လေဗျာ။ဒါဟာ UK ရဲ့အခြေအနေကိုလုံးဝစိတ်ဝင်စားတော့တဲ့ပုံစံမျိုးကိုပြသလိုက်တာပဲမဟုတ်လား။ ဒီတွေ့ဆုံပွဲတစ်ခုလုံးမှာထရန့်ဟာရုရှားရဲ့အဓိကပြောဆိုချက်တွေကိုပဲထပ်လဲလဲပြောဆိုပြီးယူကရိန်းပေါ်ဖိအားပေးခဲ့တယ်လို့တိကျဖော်ပြထားပါတယ်။ဒီလိုမျိုးကမောကမအပြောင်းလဲတွေကဘာကြောင့်ဖြစ်လာတာလဲဆိုတော့အဲ့အဖြေကထရန့်နဲ့ရုရှားသမ္မတပူတင်တို့ရဲ့နှစ်နာရီခွဲကြာဖုန်းပြောဆိုမှုမှာရှိနေတယ်လို့သိရပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကမှထရန့်ကယူကရိန်းဟာတိုက်ခိုက်နိုင်ပြီးတော့အနိုင်ရနိုင်တယ်၊နေမင်းအလုံးကိုပြန်ရနိုင်တယ်လို့ပြောခဲ့တာကိုလူတိုင်းမှတ်မိကြမယ်ထင်ပါတယ်။ အခုကြတော့သူ့ကိုမေးတဲ့အခါတိုင်းကျွန်တော်တခါမှသူတို့အနိုင်ရမယ်လို့မပြောဘူးဘူးလို့ညင်းဆန်လိုက်ပါရင်ရုရှားမီဒီယာတွေကဒီအခြေအနေကိုပူတင်ဟာထရန့်ကိုလူတလုံးလင်းစားနိုင်တယ်ဆိုပြီးတော့ပွဲကြနေကြပါရင်ထရန့်ရဲ့မီဒီယာတွေကထရန့်ကိုလောင်းပြောသလိုဂုံယူသလိုလိုနဲ့ဖော်ပြကြတာဟာအကြောင်းမဲ့မဟုတ်ပါဘူးပူတင်ဟာထရန့်နဲ့နှစ်နာရီခွဲကြာစကားပြောရင်တန်မာဟော့တုံးချီလိုမျိုးအရေးပါတဲ့ဆစ်လက်နက်တွေကိုယူကရိန်းကမပေးဖို့နဲ့ဖျောက်ပြနိုင်ခဲ့လို့သတင်းတွေကဆိုပါတယ်ဒီလိုနီးပညာမြန်မာတဲ့လက်နက်တွေပေးလိုက်ရင်စစ်မြေမြန်မာယူကရိန်းကအသာစီးရသွားမယ်ဆိုတာပူတင်ကကောက်ကောက်သိပါတယ် အဲ့လိုအရေးကြီးတဲ့အချက်ကိုတော့ Trump ကိုဆွဲဆောင်နိုင်ခဲ့တာဟာပူတင်ရဲ့လွှမ်းမိုးမှုနီးပြီးတော့ဘလောက်ထိထိရောက်ခဲ့လဲဆိုတာပြသနေပါတယ်။ပုံမင်းနာစရာကောင်းတာက Trump ဟာရုရှားရဲ့စစ်ပွဲတွေကအထက်ကလင်ညာမှုတစ်ခုကိုတက်တူလိုက်ပြောခဲ့တာပါပဲ။ပူတင်ကအရသားတွေကိုပြစ်မှတ်မထားဘူးစစ်သားတွေကိုတေဆုံးတာလို့ပြောနေတာဟာ Trump ကလည်းတေဆုံးသူအများစုကစစ်သားတွေပါလို့ပြောခဲ့လိုက်တာဖြစ်ပါတယ်။တကယ်တော့ကုလသမဂ္ဂအချက်အလက်တွေအရ ယူကရိန်းအင်အားသား1400ကျော်တင်ဆောင်ခဲ့ပြီးမြို့လယ်ကောင်းနေလူနေအဆောက်အုံတွေကိုပြစ်မှတ်ထားတာကိုကမ္ဘာကအထင်ရှားမြင်နေရတာပါဒါရုရှားရဲ့ဆေးရဆွေးမှုတွေကိုမျက်ကွယ်ပြုလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်ယူကရိန်းပြည်သူတွေအတွက်ဒီလိုစကားမျိုးဟာနားထောင်အားကခဲ့တဲ့အပြင်နားကျင်စရာတွေလည်းဖြစ်စေခဲ့ပါတယ်ဒီဖြစ်ရဲ့နောက်ဆက်တွဲတယောက်မှုကတော့ချက်ချင်းပေါ်လာခဲ့ပါတယ်ရုရှားကိုအပြစ်ပေးမဲ့ပိတ်ဆို့မှုတွေချမှတ်ဖို့အမေရိကန်အထက်လွှတ်တော်ရဲ့မဲခွဲဆုံးဖြတ်ရေးအောင်ရည်တံသွားခဲ့ပါရင်အရေးကြီးဆုံးကတော့ရုရှားရဲ့အေးခဲထားတဲ့ငွေကြေးတွေကိုသိမ်းယူပြီးယူကရိန်းရဲ့စစ်ရေးအကူအညီပေးမဲ့အစီအစဉ်တွေကိုအမေရိကန်ကရွှေ့ဆိုင်းလိုက်ပါရင် ဇလန်စကီရဲ့ဥရောပအကောင်ဆောင်တွေကအခုဆိုရင်အမေရိကန်ရဲ့မူဝါဒဟာတရက်နဲ့တရက်တစ်လနဲ့တစ်လမတူတော့ဘူး။ဘာကောင်မှခံမှန်းလို့မရတော့ဘူးဆိုပြီးတော့စိုးရိမ်နေကြီးဝေဖန်နေကြပါရင်ပြည်ထောင်ကြီးတို့ရဲ့ဒီအဖြစ်ပြက်တွေကယူကရိန်းကိုကူညီဖို့ဂျိုးမန်းနေတဲ့လာပေါင်းများစွာရဲ့အားထုတ်မှုတွေဟာဖုံးပြောဆိုမှုတခုတွဲဆိုမှုတခုတည်းနဲ့ပြောင်းပြန်လာလိုက်သလိုဖြစ်နေပါရင်ယူကရိန်းစစ်ပွဲရဲ့အဆုံးသတ်ဟာဘယ်လိုပုံစံဖြစ်လာမလဲ။အမေရိကန်ရဲ့နိုင်ငံသားရဲ့မူဝါဒဟာဘယ်လိုဆက်သွားမလဲဆိုတာကျွန်တော်တို့စိတ်ဝင်စားနေဆက်လက်စောင့်ကြည့်သွားရအောင်ပါဖြစ်ပါရင်